ဒီနေ့ဆ ्याम ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ကိုဝင်ဆောင်တဲ့အချိန်မှာလေ့ကျင့်ခန်းလုပ်တာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဟောကိုဝင်ဆောင်မိခင်တွေကိုကိုဝင်ဆောင်မိခင်ကိုယ်တိုင်ကရောပေါ့နော်ဘေးကဆွေမျိုးသားချင်းနေရရောဆ ्याम အတွေ့အကြုံရဆိုဘာပြောလဲဆိုညင်ညင်နဲ့ညင်ညင်နဲ့မလှုပ်နဲ့ဟိုအတက်အစင်းနေသတိထားဟဲ့ဒီလိုကြီးမလှုပ်လိုက်နဲ့ဟိုလိုကြီးမကော့လိုက်နဲ့အဲ့ဒါမျိုးတွေပြောတာများတယ်ပေါ့နော်တကယ်တမ်းကျတော့ကိုဝင်ဆောင်မိခင်တွေကဒီကိုဝင်ဆောင်ထားတဲ့အချိန်အတွင်းမှာသူကကိုလက်လှုပ်ရှားတာကောင်းတယ်နော် လေးချိန်ခန်းလေးတောင်လှုပ်တင်နေပေါ့ဒါပေမဲ့အဲ့လိုလေးချိန်ခန်းလှုပ်တဲ့အခါမှာသတိထားမယ့်အချက်ကဘာလဲဆိုတော့ငကိုရုံးနှင်းကလေးချိန်ခန်းပုံမှန်လှုပ်လာတဲ့လူအဲအဲ့ဒါဆိုရင်တော့ကိစ္စမရှိဘူးအခုကိုဝင်မှာဆိုရင်လည်းဒါသူ့ဘာသူလေးချိန်ခန်းလေးတွေဆက်လှုပ်သွားပေါ့နော်ဒါပေမဲ့အရင်တော့ကလင်းတင်ကန်းတွေပါလေလှုပ်လေလှုပ်တာမရှိဘူးအခုကိုဝင်ဆောင်ကမှဟာဆရာမလင်းတင်ကန်းလှုပ်ရမယ်ဆိုလို့ဆိုပြီးတော့လင်းတင်ကန်းတခါတည်းတန်းလှုပ်လိုက်တဲ့အခါမှာဒီပုံမှန်သွားနေတဲ့လင်းတင်ကန်း မြက်အချိုးအစားတွေအတိုင်းလုပ်ရင်အဆင်မပြေနိုင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လင်းတင်ကန်လုပ်တယ်ဆိုတာပရမစားလုပ်ချင်မှတော်တော်ပင်ပန်းနေ။နော်ပင်ပန်းပြီးတော့ဆက်လုပ်နိုင်မှုဆိုတာမှလည်းဟိုကိုယ်ကိုယ်ရောကိုယ့်ရဲ့ဒေသလေးကိုထိခိုက်မှုမရှိအောင်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲလင်းတင်ကန်လုပ်တဲ့အခါမှာငကိုပုံမှန်လုပ်လာတဲ့လူတွေကတော့ပုံမှန်တိုင်းဆက်လုပ်သွားလို့ရပြီမယ်။အခုမှကိုယ်ဝင်ရှိမှစလုပ်မယ်ဆိုရင်ဒါလေးနည်းနည်းသတိထားပါ။ကိုယ်သွားတဲ့လင်းတင်ကန်အတွက်တင်ပြမဲ့ဆရာတွေကိုလည်းကိုယ်ဝင်ရှိတဲ့အကြောင်းကိုယ်ဝင်ဘယ်နှပတ်ဖြစ်ကြောင်းဒါလေးတွေကိုပြောပါပါနော်။ အော်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်လဲဆိုတော့ရေကူးတာဆိုလို့ရှိရင်လည်းဒါကိုယ်ဆောင်မိရတယ်လုပ်သင့်တယ်။ဘာလို့လဲဆိုရင်ရေကူးတဲ့အခါမှာတိုက်ပြီးအားဆိုင်ထုတ်เสียပေါ့နော်။ကြွသားရေကိုအရင်နေပေါ့နော်ဟိုဟိုကိုယ့်ရဲ့ခန္ဓာကိုယ်ရုပ်ပေါ့ကိုတဲပိုးเสียမလို့ပဲနဲ့ရေကူးလိုက်တဲ့အခါမှာကြွသားလှုပ်ရှားမှုလေးတွေရတဲ့အတွက်ကြောင့်မလို့ဒါကိုယ်ဆောင်မိခင်နေဆိုရင်တက်တောင့်တက်တာနဲ့လုပ်လို့ရတယ်လေ့ကျင့်ခန်းဖြစ်တယ်။နောက်တစ်ခုကစပိန်စီးတာ။အဲ့တော့စပိန်စီးတာဆိုလို့ရှိရင်ဒီလေ့ကျင့်ခန်းယုံအတွင်းမှာပေါ့ စပိန်လင်းနဲ့ဟာမျိုးဆိုရင်တော့ဘိုတင့်တော်တယ်အဲ့တော့အပြင်မှာဆိုလို့ရှိရင်တော့ဒါယင်ထိကိုက်မှုတွေအတွက်လည်းစိတ်စိတ်ပူရတယ်နောက်ခလုတ်ကတဲ့နဲ့ရှိတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းဒါပြုတ်ကြမှာစိတ်ပူရတယ်ပေါ့နော်အဲ့တော့ရေကူးမယ်စပိန်စီးမယ်နောက်အခုခေတ်စားနေတဲ့ဇွန်မာတို့ပလတ်တီးစ်တို့အဲ့ဒါမျိုးတွေလည်းကစားလို့ရတယ်ယောဂါတွေပဲကစားလို့ရတယ်ယောဂါကစားတာပလတ်တီးစ်ကစားတာဒါတွေကကြတော့ခန္ဓာကိုယ်ရဲ့အကျောအချင်တွေကိုပြေရောမှုဖြစ်စေတဲ့အတွက်ကြောင့်မို့လို့အကျိုးရှိတဲ့ ကစားနေတမျိုးပဲဖြစ်တယ်ပေါ့နော်နောက်အကဝန္ဒနာပါတယ်ဆိုလို့ရှိရင်ဇွန်မာကာရာတွေပါတယ်ဒါတွေဆိုလို့ရှိရင်လည်းဒါကိုဝင်နဲ့တင်တော်တဲ့ဟာတွေလုံလို့ရတယ်ပေါ့နော်အဲ့တော့ကိုဝင်လောင်မိခင်နေမလုံတဲ့နဲ့လေးချိန်ကနေရှိတယ်ဥပမာမြင်းစည်းတဲ့ဟာမျိုးနော်ဂျူရိုကရာတေတိုက်ကွန်ဒိုအဒါမျိုးတွေကြားလို့ရှိရင်ခန္ဓာကိုယ်ဟိုစောင့်ရတဲ့ဟာထိခိုက်မှုဖြစ်စေတဲ့ဟာဒါမျိုးတွေကြားလို့ရှိရင်နော်ကိုဝင်ဆောင်မိခင်နေမလုံတဲ့နဲ့အားကစားတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ အသက်ရှူလေ့ကျင့်ခန်းလေးလုပ်မယ်။နောက်ထပ်တင်ပစုံအယိုးဝင်းနေတင်ပစုံကြွက်သားတွေအတွက်ကိုအထောက်ပံ့ဖြစ်စေတဲ့ gadget exercise ခေါ်တယ်ပေါ့နော်။အဲ့လိုမျိုးလေ့ကျင့်ခန်းလေးလုပ်မယ်။နောက်ဒါရိုးရိုးမွေးမဲ့မျိုးသမီးတွေဆိုလို့ရှိရင်ဒီလိုတင်ပစုံကြွက်သားတွေတမ်းမာစေတဲ့လေ့ကျင့်ခန်းမျိုးတွေလေ့ကျင့်တဲ့အခါမှာဆိုလို့ရှိရင်ခလေးမိွားတဲ့နေရာမှာတောင်းမှာပဲအထောက်အကူဖြစ်စေတယ်ပေါ့နော်။အဲ့တော့လေ့ကျင့်ခန်းလုပ်တဲ့ဆိုလို့ရှိရင်တော့အာဟာရများတဲ့အစားအသောက်စားဖို့ ရေများများတောက်ဖို့အရန်ပူပြင်းတဲ့အချိန်မျိုးမှာလေ့ကျင့်ခန်းတွေအားကစားတွေအလွန်ကြုံမလုပ်ဖို့ဒါတွေကိုတတိထားမှာဖြစ်ပါတယ်ซีฟัม caring for well-being